ကူဆရာကြီးရှိနေတဲ့အချိန်မှာမတို့ဆရာကြီးစိတ်ချအောင်ဆရာကြီးယုံကြည်အောင်ဒီကလေးဆနှစ်ယောက်ကိုမတို့အကောင်းဆုံးပြုစုပြုထောင်ပေးကြရအောင်ပါလား။ဒါဆိုရင် ဒါငါတို့အလုံးကြိုက်တဲ့ Riot ကြီးပဲ။ဒီနေ့ကြစားဆုံးရှုံးမှုများကိုပြန်လည်ဖြည့်တင်ပေးမယ်။အကောင်းဆုံး Riot ကြီး။ညဝယ်စင်စားကြည့်။ကင်ဆာစတိတ်ဖို့ဆိုတာကိုကိုမလွယ်တော့လူတွေနဲ့လည်းစကားပြောချင်မှာမဟုတ်ဘူးကိုကိုကိုတေလူပါလို့ပြထားတဲ့သူတယောက်ဆိုရင် ငါတို့ပါဆက်လုံမှာဟာတော့ဆိုရင်လေငါဘဝမှာငါဆန္ဒရှိတဲ့မြတ်မလုပ်လိုက်ရအောင်ဆိုတော့မရှိအောင်လို့မလုပ်ပါဟုတ်ပြီစဲလုံရလေအဲ့ကဘောပဲငါတော့အိုက်ထက်ပူတယ်လို့ငါထင်နောက်တစ်ချိန်ဆရာကြီးမရှိတော့တဲ့ ငါတို့တွေကဆရာကြီးကိုစားကလေးတွေပြုစုပြောထောင်ပေးရအဲ့တော့ခုဆရာကြီးရှိနေတဲ့အချိန်မှာငါတို့ကဆရာကြီးစိတ်ချအောင်ဆရာကြီးယုံကြည်အောင်ဒီကလေးဆက်နှစ်ယောက်ကိုငါတို့အကောင်းဆုံးပြုစုပြောထောင်ပေးကြရအောင်ငါအထင်တော့လေဒီကလေးတွေရဘောကပိုပြီးတန်ဖိုးရှိလောင်ဆရာကြီးကလှုပ်ပေးခြင်းလို့သူတို့တွေကိုတေချာရွေးချယ်ခဲ့ရလောက်မှထင်တယ် ဘာလို့တွေကိုလဲဆရာကြီးအဲ့လိုပဲကြောင်းနေပေးခဲ့ရတယ်ကွာအခုချိန်မှာအားလို့ရလဲဟာဝေဦးစန်းကြီးရဲ့ဆွေရှိတော့ကျိုးစားစမွေးဖြူပါလေတုံးလာတော့ပဲလို့ပြောတာဆိုတော့အမှောင်ချင်းသိမရှိဘူးမာဒီရှင်းနေဆိုလိုက်ရှိရှိရှိ သူလေးလေသူတို့ဘဝအတွက်ဘာလုပ်ရမလဲဆိုတာစဉ်းစားထားပြီးသားဖြစ်အောင်ပါပါအားလုံးရဲ့သူစိတ်ကူးအိမ်မက်တွေကအပေါ်မောကြရအောင်မတော်ကောင်းလို့လုပ်နိုင်ပါ ဂျီပလန်ကဘာလို့ဆွဲတာလဲစိုးမြင်လားဟုတ်ပါရဲ့ဆရာကလေးတွေကိုမှတ်ရတယ်ရင်းနေတဲ့ကြပေးရင်စင်ဟာအေးကောင်းမတော်ဟောဆရာတော့အခုချိန်မှာရီဗရှင်ပြန်ဖို့ခြေရောက်ဟုတ်တယ်နော်ပထမပိုင်းမှာကလေးတွေအားလုံးကိုတယူနနဆောက်တရားစားပြီး စီဘလောက်အောင်နားလေသွားအောင်လို့ဆရာတို့သင်ပေးခဲ့ပြီအဲ့ဒါကိုလေကလေးတွေအားလုံးကနားလည်လိမ့်မယ်လို့ဆရာထင်တယ်။နောက်အဲ့ထဲမှာဝီဖြူမော်လို့စိုးနေလို့ရွေလို့မုတ်တအာကာတို့ကိုတော့ရှိတဲ့အခြေအနေကနေခွဲထုတ်ပြီးတော့တတ်တတ်တယ်လေ။ဘာကြောင့်လဲဆိုတော့သူတို့တွေကမှတ်ရဆိုရင်ဤမလို့အပ်ဘူး။နောက်ကျန်တဲ့မိုးနှောင်းရဲ့စပယ်ရဲ့တာယာရဲ့ကိုကြတော့မင်းတို့အားလုံးဘူးဆိုင်ပေးရတယ် တို့ကြတော့မှတ်ရလွယ်ရဲ့မီလို့တယ်အဲ့ဒါမှပို့ပြီးအစင်ပြေတယ်ဟမ်ကဲအဲ့တော့ကုချေမှာစပြီးကုချေအစဆရာတို့ကလေးတွေဘူးအချင်းချင်းပြန်ဆဲခြင်းစိတ်နော်ပြန်ဆဲခြင်းစိတ်ကိုတွန်းပြရမယ်အဲ့တော့ချိန်လောက်ပြီပို့ပြီးတော့အလီယူမောင်က ဂရီးတွေစားချက်ဖို့အတွက်ကြည်စရာဆိုနော်ရေထုံးอ่ะရေထုံးကတော့ရေထုံးကဂရီးတွေညတိုင်းစားရမရညတိုင်းစိတ်ရနော်ဂရီးတွေကိုဖိအားမပေးနဲ့နော်ဖိအားမပေးနဲ့တုံးအားပေးဟုတ်ပြီနော် ရရှင်ငင်းငါ့ကိုဒီနေရာကဘာဖြစ်လို့ချိန်တာလဲဆရာကြီးရဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ငါတို့စိတ်ဒီမုန်းချက်ညရောငင်းစိတ်ခပ်ပေါက်ရအောင်ဆိုပြီးတော့ငါခေါ်လာသီစွတ်တမရဲ့ထွက်ရဲ့ငါလေးငါရဲ့စိတ်ထဲမှာဝမ်းနေဝမ်းသာတယ်လို့ငါခံစားနေရတယ် ဝမ်းနေရဲဆိုတာဆရာရဲ့ယောဂအခြေအနေကိုအခုလိုရုတ်တရက်တိလိုက်ရလုံးကဝမ်းနေတာဝမ်းသာရဲဆိုတာကတော့ဆရာရဲ့တာဝန်တွေကိုငါတို့တွေခွဲဝေပြီးယူရတော့မှာမလို့ဟောင်းဝမ်းသာတာငါတို့ဆရာကြီးတင်းကိုကြားပြီးကြတဲ့ ိုချစ်တဲ့သူတွေကကို့နားနဲ့အချိန်မြွေးထွက်သွားနိုင်တယ်ဆိုစစ်ကြည့်ရငါ့ကိုတော်တော်တုံ့လုပ်စေတယ်ခဏညဆုံးဆုံးမခံနိုင်ဘူးငါဟိုချစ်တယ်ဆိုတဲ့စကားကိုအချိန်ခါမှားပြီးပြောလို့ရှိတယ်လို့ငါ့ကိုပြောဘူးတယ်အခုလဲအချိန်ခါမှားရင်မှားနေလိမ့်မယ်ဟာဟိုဒါမဲ့ ငားရင်လည်းအမှန်တရားကိုတော့မပြောမှဖြစ်မယ်။ငါဒီစကားကိုလေးလေးနက်နက်ပြောတာပါ။အနည်းဆုံးဆုံးမခံနိုင်ဘူး။နင့်ချစ်တယ်။ငါစိတ်ထဲမှာလည်းနင်းရှိရဆိုတာကိုငါဝန်ခံပါရဲ့ထွန်းရဲ့။ ဟိုဒါပေမဲ့လေဆရာကြီးအတွက်ငါတို့တွေအားကျုံးမှန်တဲ့စ조사နေကြရမယ့်အချိန်မှာမင်းနဲ့ငါတဘူးတို့နဲ့ချစ်ကြနေလို့မသိတော့ဘူးလေဟိုဒါပေမဲ့ငါပြောခဲ့ဘူးသလိုပဲငါတို့တွေရဲ့ဖြိုးဦးရင်ဗိုလ်ရာဆောင်ကကလေးတွေဆယ်တန်းတန်းလုံးကျွတ်အောင်နေနေ့မျက်လက်ကိုဆွဲပြီးတော့နာနေနောက်လိုက်ခဲ့ရနေပဲဟုတ်ရဲ့ ငါအလောက်တည်ရင်ကျင်းနေပြီနော်အဲ့နေ့ရရင်ကျေစုတင်တယ်ဒီဆွေဂျူလီယာနင်းအတွက်ဆိုပြီးငါဝယ်ထားတာနင်းက propose လုပ်တာကိုလက်ခံတဲ့အထိမ့်မဲ့ပဲဖြစ်ဖြစ်ဘုံကောင်းနှစ်ယောက်ကြားအမတ်တရလက်ဆောင်ဖြစ်နေပေါ့နင်းလက်ခံပြီ ။ငရဲ့စေတနာမေတ္တာတွေကိုငါနားလည်နေရရဲ့ထွန်ရဲ့အခုလိုတန်ဖိုးကြီးရဲ့ပြည့်စုံမျိုးလိုအပ်ပါဘူး။ငါလက်မခံပြရစီနေနော်။ငရလည်းဟာဒီဆွဲကျူးလေးတဲ့တန်ဖိုးကြီးရဲ့ငါ့ရဲ့မေတ္တာတွေကိုငါလက်ခံပြီးပြီ။ဒါရတော့လက်ခံလိုက်ပါနော်။ဒါဆွဲပေးမယ်နော်။